ဟိုဒီရန်ရအငှားလုပ်ငန်းကိုခုမှစလုပ်မယ်လို့စိတ်ဝင်စားတဲ့လူတွေကိုအကိုတို့အနေနဲ့ဘယ်လိုများအကြံပေးခြင်းအစ်စ်ဝေရမယ့်အချိန်ရှိလို့ကျွန်တော် second နေဝေရမယ့်အချိန်ပြောတယ်ရှိခဲ့တယ် No problem is a problem ပြဿနာမရှိတာဟာတဲ့ပြဿနာရှိနေဒီလုပ်ငန်းလည်းဟိုပတ်စံရှာလို့လွယ်တယ်လို့ပြောလို့ရတယ်လို့မားသွားရင်လည်းရှုံးသွားမှရအများကြီးပဲ Randall market မှာ 欧米奥、老婆婆，这欧米奥、欧米奥松月普啊，在地方的东边。<noise> ခုဆိုကိုရိုနာရောဂါအသီးသီးအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေဖြစ်နေပြီဆိုတော့ဒီလိုအခြေအနေမျိုးရောက်လာအောင်ဒီအခက်အခဲတွေကိုဘယ်လိုကြော်ဖြတ်ခဲ့ရတယ်ဆိုတာ ਨੇ ဟိုဒီရန်ရအငားလုပ်ငန်းကိုအခုမှစလုပ်မယ်လို့စိတ်ဝင်စားတဲ့လူတွေကိုအကိုတို့အနေနဲ့ဘယ်လိုများအကြံပေးခြင်းအော်ဒီကိစ္စကတော့တော်တော်ကျေပြန့်နေပြောရမှာမိကွန်းကလေတော်တော်ကျေပြန့်နေကျွန်တော်တို့ဒီ ဟိုအခုဒီအခြေအနေရောက်တယ်ဆိုတာကလည်းပြောမှန်ဆိုရင်အခြေခံလို့ပေါ့နော်ဟုတ်ကဲ့အဲပြောမှန်ဆိုရင်ဝန်းစာကိုကျော်စာကြီးပြောသလိုဝန်းစာပြည့်တယ်လို့ပဲဝန်းစာနည်းနည်းရှိလို့ပေါ့အကိုရဒီ knowledge တွေရှိတယ်ဟဟလာဒီကဆက်နေပတ်တဲ့ knowledge တွေရှိတယ်ပြီးသွားလို့ရှိရင်ဒီကျွန်တော်တို့ဒီ operator တွေကိုနဲ့ကျွန်တော်တို့တွေရဲ့ပြောမှန်ဆိုလို့ရှိရင် စီမံခန့်ခွဲနိုင်မှုတွေရာလဲရေးကြည့်ရခင်ဗျ ပြီးသွားလို့ရှိရင်အရေးကြီးဆုံးကကျွန်တော်တို့ဈေးကွက်ပေါ့ဈေးကွက်ကဘယ်ဟာလိုအပ်လဲဆိုတာကိုကျွန်တော်တို့သိဖို့အရန်လိုအပ်တယ်ရန်လိုအပ်တယ်အဲ့ဒီဟာဈေးကွက်နဲ့အံဝင်ခွင့်ကြဖြစ်တဲ့ဆက်ကိုကျွန်တော်တို့ကချိန်ကြိုက်လုံနိုင်မှာပြောမယ်ဆိုလို့ရှိရင်တိုင်မင်ပေါ့နော်အကုန်လုံးကတိုင်မင်တော်တော်အရေးကြီးရယ်နံပါတ်1အချက်ကဝမ်းစာရှိရမယ်နံပါတ်2အချက်ကတယ်လန့်နေလိုရပေါ့ဗျာ ဟို pounding ဆက်ဆံရေးပြောဆိုဆက်ဆံရေးဟာလား customer နဲ့ဆိုလို့ရှိရင်လည်း customer အပိုင်းကိုကျွန်တော်တို့ကတကယ် relationship တွေကောင်းဖို့လိုသလိုသူတို့ရဲ့ယုံကြည်မှုရှိဖို့လဲလိုတယ်ဘာဘာမှတော့မဟုတ်ဘူးဆက်လေးငားတယ်လို့ပဲပြောတာဆိုပေမဲ့နောက်ွယ်မှာအများကြီးပဲလေဒီဟာကြီးဝန်ဆောင်မှုပေးရတဲ့ဟာတွေယုံကြည်မှုပိုင်းတွေတယောက်နဲ့တယောက်ကိုတော်တော်အရေးကြီးတယ်အဲ့ဒီဟာလဲဟိုအရင်ကဆိုရင်ကျွန်တော်တို့ အများကြီးပါပဲကျွန်တော်တို့မားခဲ့တာတွေလည်းရှိတယ်။အမားတွေပေါ်မှာကိုပြန်ပြီးတော့မှဒီတင်ကန်းစာတွေယူပြီးတော့လောက်ရတဲ့အပိုင်းတွေရှိတာပေါ့နော်။သူဈေးကွက်နဲ့ကိုက်ညီမဲ့ဆက်ပြီးရင်နောက်ပိုင်းကျွန်တော်တို့ပြန်ရောင်းရင် after sale market ပေါ့ဒီဟာလေးတွေပြန်ရဖို့လည်းအရေးကြီးတယ်။ကျွန်တော်တို့ကဟိုကောင်းတဲ့ဆက်တွေကို service ပေးမှဖြစ်တဲ့အတွက်အချိန်တစ်ခုရောက်လို့ရှိရင်ပြန်လဲရမှာလေဒီဟာတွေ။အဲ့တော့အဲ့မှာ resale value တစ်ခုရဖို့ကလည်းအင်မတန်အရေးကြီးတယ်။ ဲ့ဒါတွေကိုတေချာစီမံနိုင်မှကျွန်တော်တို့ဒီဟာကို survive ဖြစ်မှာဒီကိစ္စလေပြောမှန်းဆိုရင်တော့မျိုးရှင်ဦးပေါ့ဗျာဟိုပုံမှန်ပြောမှန်းဆိုရင်ဆက်လေးဝယ်လိုက်ငားလိုက်အဲ့ဒါမျိုးရှင်အောင်မြင်ဖို့ဆိုရင်ပြောတာပါအဲ့ဟာမှာလှုပ်ဆောင်မဲ့အပိုင်းတွေကအများကြီးပဲဟိုတိုင်ပင်ကိုက်ရမယ်ဟိုဈေးကွက်နဲ့ကိုက်ညီတဲ့ဆက်ဖြစ်ရမယ်ဈေးကွက်ဘယ်လိုမျိုးလိုအပ်တလဲကျွန်တော်တို့ကဘယ်လိုမျိုးဆက်ကိုဘယ်လိုဝယ်တင်လဲဆိုတော့အပိုင်းလည်းရှိတယ်သူ့ သူကချိန်ကမတူဘူးဗျကျွန်တော်တို့ဥမာအတစ်ဝယ်ရမယ့်အချိန်ရှိလို့ကျွန်တော်စကန်နေဝယ်ရမယ့်အချိန်သွားတယ်ရှိခဲ့တယ်။နောက်ရင်တော့အတစ်တွေဝယ်တယ်။နောက်ပိုင်းအဲ့လိုဟိုချိန်ကာလတစ်ခုမှာဟိုတင့်တော်တဲ့ဆက်ကိုယူရမယ်ဆိုတဲ့အချိန်မှာကျွန်တော်စကန်နေဝယ်ရတဲ့အခါရှိတယ်။အတစ်ဝယ်ရမယ့် customer ကိုအတစ်ဝယ်ရမယ်သူသူ့ရဲ့ market ပေါ်ကြည့်ပြီးတော့လှုပ်ရတာပေါ့နော်။အဲ့ဒါဟာတော်တော် timing ကိုက်ဖို့လိုတယ် ဲ့ဒီဟာမှာအဝင်ထွက်ဒီမှန်တယ်ဆိုလို့ရှိရင်ပြောမှန်ဆိုရင်ဒီလုပ်ငန်းလည်းဟိုပတ်စံရှာလို့လွယ်တယ်လို့ပြောလို့ရတယ်လို့မားသွားရင်လည်းရှုံသွားမှာကြီးကအများကြီးပဲအဲ့ဒီဟာလေးတော့ဝန်းစာပြအောင်ဘ ਹੁ ဒုဒ္ဒရီတော့ဟိုတတ္တိကျွမ်းကျင်တဲ့ဆရာလေးညီကိုမောင်သမားတွေအဲ့လေးချင်းကပ်ပေါ့လီလာပေါ့နော်ကျွန်တော်တို့ကတော့အဲ့လေးကိုကြံပေးကြံတာပေါ့ဟိုလုံမဲ့လူတွေအတွက်လည်းဟို လောက်တာတော့ကြိုးစားမှုရှိရင်တော့ခက်ခဲတွေတွေ့မယ်လीခက်ခဲတွေကိုရအောင်ရင်ဆိုင်ဖြေရှင်းအဲဒါဆိုလို့ရှိရင်ဒီနေ့တော့အောင်မြင်မှာပဲပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုပဲချမ်းပြန်ပြောချင်တော့ဒီစိတ်ကတော့ကုကြော်စာကြီးရှင်းပြပေးပါကိစ္စတော့အဲ့တော့ဒီမီးခွန်းနဲ့ဒီမီးခွန်းပေါ့လေဖြေရရင်တော့ကျွန်တော်နှစ်ပိုင်းပိုင်းနေတော့ပါကွယ် တစ်ကတော့ဒီ Randall market မှာအောင်မြင်အောင်လုပ်ဖို့ပေါ့ဆိုအောင်မြင်ရအောင်အောင်မြင်အောင်ဆောင်ရွက်ဖို့က the key factor 3ခုလိုတယ်အဲ့တစ်ကတော့ဒါကျွန်တော်ခဏခဏပြောနေတယ်ဟိုဝန်းစာပေါ့အဲ့သို့တော့အဲ့ဝန်းစာဒီ Randall market ထဲကိုဝင်တဲ့အခါကျရင် စပြီးတော့စကားပြောတာပဲအဲ့တော့ကျွန်တော်တို့ကစက်ကိုနှားမယ်ဆိုရင်စပြီးတော့စစဉ်းစားတဲ့ဟိုကကိုစပြီးတော့ station လုံးမဲ့ကိုစနှားမဲ့ဒေသဒီပတ်ဝန်းကျင်အဲ့ပတ်ဝန်းကျင်ကတောင်းဆိုတဲ့ဆက်ဖြစ်ဖို့လိုတယ်။ဥပမာကိုကဘီလင်းမှာအခြေစိုက်တယ်။ရွှေကျင်မှာအခြေစိုက်တယ်။ အဲ့တော့ကိုငှားမှာက customer ကရွှေချင်းဘီးလင်းကိုငှားမယ်လို့ဆိုရင်အဲ့ဒီဈေးကွက်ကတောင်းဆိုတဲ့အဆက်ရှိဖို့လိုတယ်တကအဲ့တော့သူတို့ကတောင်းဆိုနေတာကတန်း20 20တန်းဘဟုတွေတောင်းနေတယ်အဲ့တော့ကိုရှိတာကတန်းအစိတ်တွေဖြစ်မယ်35တန်းတွေဖြစ်မယ်ဒါဆိုရင် customer ရဲ့လိုအပ်ချက်နဲ့ကိုမှရှိတဲ့ဆက်နဲ့ matching မဖြစ်ဘူး ဲ့တော့ matching မဖြစ်တဲ့အခါကျရင်ကြီးမြန်ကိုမလုံးမလောက်ပါဘူးပေါ့အဲ့တော့တစ်ကကိုမှရှိတဲ့ဆက်သည်ကိုဒေတာကကိုရည်ရွယ်တဲ့ဈေးကွက်ကတောင်းဆိုတဲ့ဆက်နဲ့ထတ်တူကြဖို့လိုတယ်ထတ်တူကြဖို့လိုတယ်ဒါမှသာလျှင်ကိုက customer တောင်းဆိုတာကို supply လုပ်နိုင် customer ကတောင်းဆိုတာကတစ်ခုကိုမှရှိတာကတစ်ခု ကစမာကိုပေးချင်တာကတခုကစမာကတောင်းနေတာကတခုလွဲနေတာလွဲနေရင်ကိုယ်ဆက်ကအသုံးမတည့်ဘူးအဲ့တော့အသုံးမတည့်ရင်ဒီဆက်ကနေပြီးတော့ဟိုမိတ်မန်နီပေါ့ငွေရှာမှာအသုံးမတည့်ရင်ဒါဒီအလုံးမဖြစ်ဘူးအဲ့တော့နှစ်ချက်ပြည့်စုံဖို့ကလည်းဘာလဲဆိုတော့အပ်တိုင်းဖြစ်ဖို့လိုတာအပ်တိုင်းဖြစ်ဖို့လိုတာအဲ့တော့ကိုယ်ကဆက်က ဝယ်တယ်ကိုဆက်ငှားတယ်သူတို့ပြဿနာကဒီဆက်ကလုပ်ငန်းဝင်ထဲမှာ ချောချောမွေ့မွေ့နဲ့လုပ်ငန်းဆောင်ရွက်နိုင်မှဒါဒီအလုပ်ဖြစ်မှာသူတို့ site ထဲရောက်တယ်ဒီနေ့လောက်တယ်နောက်ရက် overall ဖွင့်လိုက်ရပြီဒီနေ့လောက်တယ်နောက်နေ့ပြက်တယ်ပြင်တယ်နောက်နေ့ရက်ပြန်သုံးတယ်နောက်လေးရက်ပြန်ပြက်တယ်အဲ့တော့မကြန့်ခိုင်တဲ့ဆက်ကိုက ဖားမိရင်လေကိုယ်တော့ကရှိတယ်နောက်တစ်ခုက app တိုင်းများဖို့ဆိုရင်အရင်တော့အရှိရကျွန်တော်တို့ဆွေးနွေးသွားတယ် preventive လောက်ရမယ်အလုပ်တွေကိုလည်းကြိုးလှုပ်ထားဖို့လိုတယ်ဒါက success ဖြစ်ရမယ်ဒုတိယအချက်ဒါဒီဒါဒီဒုတိယအချက်ပေါ့တတိယအချက်ကတော့ဘယ်လုပ်ငန်းမဆိုပါ55ရာပဲပြောပြော brother ရောင်းတော့ပဲဆိုဆိုဝင်ဆောင်မှုပေးတယ်ပဲပြောပြော customer နဲ့ဒီဘက်က supplying လုပ်မဲ့ရောင်းချမဲ့လူပုဂ္ဂိုလ်ပဲဆိုဆို ဖွဲ့စည်းပဲဆိုဆိုအဲ့နှစ်ခုဂျားထဲမှာတိဆောက်နိုင်တဲ့ trust ပေါ့အဲ့ trust ကအရေးကြီးတယ်အဲ့တော့ကိုကဆက်ငားတယ်ဒီလူစီကငားလိုက်ရင်တော့ဒီလူနဲ့တော့တွဲလို့ရင်တော့စိတ်ချရတယ်ယုံကြည်ရတယ်အဲ့တော့ ဒီလူနဲ့လက်တွဲလှုပ်ရတာကတော့အဆင်ပြေမယ်ဆိုတော့ trust ဒီစောင့်နိုင်မှုလိုတယ်။ဒါကနဆရာကျော်စကားကိုပြန်ကောင်းရင်အဲ့တော့ render service ကိုစိတ်ဝင်စားတယ်။ render service ကိုလောကတွေကိုစပြီးတော့ဝင်ကျင်တယ်။အဲ့တော့ဒီလိုမိတ်ဆွေတွေဒီလိုပုံကိုယ်တွေအတွက်ပြီးကျင်တဲ့၃ချက်က success key ခေါ်တာပေါ့နော်။ဒီ၃ချက်ပဲ။အချုပ်ဆိုရရင်တစ်က ဈေးကွက်နဲ့လမ်းရောညီထွေတဲ့ဆက်ဖြစ်ဖို့လိုတယ်ဖြစ်ဖို့လိုတယ်ကိုကနေမသွားဘူးရုံးမှာပဲလုပ်မယ်ကိုရဲ့ရည်ရဲတဲ့ customer တွေဒီ infrastructure ပေါ့အဆောင်တွေစောက်တာအလန်းတွေကြီးလက်လန်းတွေလောက်တာအဲဒါဆိုရင်ဘယ်ဆက်တွေထားရမလဲကိုစီမှာ6တန်းတို့7တန်းတို့73တန်းတို့နောက် mini excavator တွေ median excavator တွေထိုနည်း၎င်းမဲ့ကိုကလမ်းသမားကိုငှားကျင်တယ်လမ်းသမားကိုငှားကျင်တယ်ဆိုရင်ဒီ excavator တွေအပြင်ကိုမှာ others machine ခေါ်တဲ့ computer တွေ grader တွေစသဖြင့်ပေါ့ဟိုဓမ္မမဟုတ်ဘဲနဲ့ကိုရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ကလမ်းသမားလည်းငှားကျင်တယ်လမ်းသမားကိုလည်းဝန်ဆောင်မှုပေးကျင်တယ် infrastructure အဆောက်အအုံစောက်ချင်တဲ့အဖွဲ့တွေကိုလည်းကျွန်တော်တို့ကဝန်ဆောင်မှုပေးကျင်တယ်ဓမ္မမဟုတ်ဘဲနဲ့ gold mining ကိုလည်းပေးကျင်တယ်ဆိုရင်တော့ဒါကို mix ဆိုခေါ်တယ် ရန်ရားတွေ flee ကိုကျွန်တော်တို့ကအများကြီးထားတာလားသို့တော့ဒါက budget ကြီးတယ်အဲ့တော့ budget ကကြီးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာကိုပေးခြင်းတဲ့ customer ကိုတေချာလေးရွေးဖို့လိုတယ်အဲ့တော့ကိုဒေတာကိုတော့ရွှေ့ကျင်ထားမယ်ပြီးလင်းသွားမယ်ဘာတော့မဟုတ်ဥပမာပေါ့တက်ချီလေးသွားမှာဟာတက်ချီလေးကဈေးကွက်ကတောင်းဆိုနေတာဒီဟုတ်လား 36တန်း35တန်းကို့မှာရှိတာဒီတန်း30သွားပြီးဘောင်းဝင်တော့အလုံးမဖြစ်ဘူးအဲ့တော့တစ်ကကျွန်တော်တို့မှာငှားမယ်လို့စဉ်းစားတဲ့ရန်နေရာတွေဒီဈေးကွက်ကသက်ဆိုင်ရာဈေးကွက်သက်ဆိုင်ရာနင်းကြီးလက်ရောညီထွေကိုက်ညီတဲ့စက်တွေဖြစ်ဖို့လိုပါတယ်တစ်ကနှစ်ကတော့ဒီစက်တွေဒီအပ်တိုင်းအပြည့်စည်နင်းနင်းနဲ့ app တိုင်းဖြစ်နိုင်တဲ့ဆက်မျိုးတွေဖြစ်ဖို့လိုပါတယ်အဲ့တော့ app တိုင်းဖြစ်အောင်လဲကြိုတင်ပြီးတော့ preventive ထိန်းသိမ်းပြုပြင်တဲ့နေရာမှာဒီဟာတွေကိုပြုပြင်စောင့်ရှောက်တဲ့နေရာမှာကြိုပြီးတော့စောင့်ရှောက်ဖို့လိုတယ်ထိန်းသိမ်းဖို့လိုတယ်အဲ့တော့ထိန်းသိမ်းစောင့်ရှောက်ရမယ်ထိန်းသိမ်းရမယ် knowledge ဆိုတဲ့ဝမ်းစာရှိကြဖို့လိုတယ်သုံးကတော့ဒီဈေးွက်ထဲကိုဝင်มาဖြစ်တဲ့အတွက်ဈေးွက်ထဲမှာ ရှိနေတဲ့ customer တွေနဲ့ခိုင်မာသော trust ပေါ့ယုံကြည်မှုအပြောင်းနဲ့တယောက်အပြန်အလှန်ယုံကြည်မှုကိုယ့်အပေါ်ယုံကြည်မှုကိုကသူ့အပေါ်ပြန်ယုံကြည်မှုအဲ့ဒီအယုံကြည်မှု trust ကိုတည်ဆောက်ထားဖို့လုပ်တယ်။အဲ့ဒါတော့ဒီမေးခွန်းမှာ key ဖြစ်တဲ့ success ဖြစ်တဲ့ဟာပေါ့နော်။အဲ့တော့နောက်မေးခွန်းတစ်ခုမှာဒီမေးခွန်းထဲမှာပဲပါနေတာပါ။ပါနေတာကဘာလဲဆိုတော့ဘယ်ဈေးကွက်မှာဆိုတာ ဈေးကွက်တိုင်းဟာဘယ်လုပ်ငန်းဘယ်ဟာကိုဘယ်သွားသွားအခြေခံအကြဆုံးတည်ဒါတော့ဟိုကျွန်တော် UMG မှာနေတော့ဟိုဆရာကီဝရဲ့စကားကိုပဲဟိုကျွန်တော်သတိတရားဝေမျှပါရစေဟုတ်ကဲ့အဲ့ဒါကဘာလဲဆိုတော့ hungry ဆိုတဲ့စကားလုံးပဲအဲ့တော့ဈေးကွက်ကိုဘယ်လောက်စားလောင်လဲလုပ်ငန်းပေါ်ကိုဘယ်လောက်စားလောင်လဲ တော့ကျွန်တော်မှတ်မိတယ်2012တုန်းကရန်ရောင်းနေရတဲ့ချိန်ရန်ရောင်းနေရတဲ့ချိန်အဲ့တော့ရောင်းလာနေပြီးတော့ quarter တစ်ခုကျော်လာပြီကျော်လာတော့ဒီ mooring ရောက်ပြီရောက်လေးရောက်ကောဒီ mooring မှာရောင်းပသွားတယ်ဒါတော့ကျွန်တော်တို့ဈေးကွက်ထုံးစံပေါ့ mooring ဆိုတော့ရောင်းပသွားတယ်ပေါ်သွားတော့တင်းရကြတော့လေဆရာကွေဝင်းနဲ့တွေ့တော့ပေါ့အဲ့တော့ကြောစွာမင်းဈေးမရောင်းလား ဆရာကျွန်တော်ရှေ့တကွာတာဘနစီရောက်ပြီးသွားပါပြီဆရာဆရာကျွန်တော်တဲ့တဲ့ကြည့်တာတဲ့တဲ့ကြည့်ပြီကျွန်တော်စကားတခွန်းပြောတယ်ကြောစောရတဲ့ you are not hungry anymore you are not hungry anymore မင်းမစားလောင်တော့ဘူးဟာကျွန်တော်ဘာပြောလဲအဲ့ချိန်မှာကျွန်တော်မသိဘူးကျွန်တော်အဲ့ချိန်မှာ ူပြောလိုက်တဲ့အတိတ်ပဲကိုကျွန်တော်ကတ်ချက်လုပ်မရအောင်လုပ်မရအောင်လုပ်မရတော့ဆရာဘာပြောလိုက်တာလဲကျွန်တော်စဉ်းစားနောက်တော့မှကျွန်တော်အတိတ်ပဲပေါက်တယ်ခေါင်းထဲမှာကျွန်တော်လင်းကနေဖြစ်တယ်ဘာလင်းကနေဖြစ်လဲဆိုတော့ကျွန်တော်စက်တီရောင်းလိုက်တယ်ကျွန်တော်ဒီလောက်ရောင်းပြီးသွားပြီ is good enough ဟုတ်ကဲ့တော်တော်လုံလောက်နေပြီဆရာအဲ့တော့ဆရာပြန်ပြောတာကမင်းရောင်းပြီးသွားပြီအဲ့တော့မင်းမစားလောင်တော့ဘူးလား င်းမှာစာလောင်တဲ့စိတ်တွေမရှိတော့ဘူးလားမင်းဒီနေ့အောင်မြင်နေတဲ့စိတ်တွေမရှိတော့ဘူးမင်းမလှတယ်အဲဒီစကလုံးကကျွန်တော်အခုတည်းဒီဆိုရင်အဲ့တော့လုပ်ငန်းတစ်ခုကိုပဲလုံးလုံးဈေးကွက်တစ်ခုကိုပဲဝင်ဝင်ဦးနာကျွန်တော်ပြောတဲ့အောင်မြင်ရမယ့်အချက်တွေကိုပဲခဏဖဲဖဲအဲ့လူတယောက်ကဘလောက်စာလောင်တယ်လဲဒီလောကတွေဝင်ဖို့ဘလောက်စာလောင်တယ် ဒီလုပ်ငန်းကိုလုပ်ဖို့ဘယ်လောက်စားလောင်လဲဒါကိုအောင်မြင်မှုနေ့နေ့ညညဘယ်လောက်စားလောင်နေသလဲဆိုတော့ hungry ဖြစ်မှုအဲ့ဒီ hungry ဖြစ်မှုမရှိသူ၍ဘယ်မှမမအောင်မြင်ဆရာဘယ်လောက်ပဲဝမ်းစာတွေပြည့်ပြည့်အဲ့ဒီနေ့နေ့ညညအပတ်တကုတ်စူးစမ်းအားထုတ်မှုဆိုတော့အဲ့ဒီ hungry မဖြစ်သူ၍ဆရာမအောင်မြင် ဲ့တော့လူငယ်ပဲပြောပြောလူကြီးပဲပြောပြောပါဘယ်ဈေးကွက်ကွဲကိုဝင်းဝင်းဆရာမောင်မြင် hungry ဖြစ်နေရမယ်အောင်မြင်တာကိုစားလောင်နေရမယ်ဒီဈေးကွက်ထဲကိုတိုက်လို့ခိုက်လို့တဲ့စိတ်တွေပြင်းပြနေရမယ်ပြင်းပြနေရမယ်အောင်မြင်ခြင်းစိတ်တွေဟာဖွာဖွာဖြစ်နေရမယ်ဘာဖြစ်မလဲလုံးမယ်ကိုင်းမယ်လာလေလာမယ်သွားမယ်ကွာချားမယ်ကွာစောမယ်ကွာ လုံးဝကိုတကက်ကို fighting spirit အပြည့်နဲ့အမြဲတမ်းဆာလောင်နေရအဲ့ဆာလောင်နေတာလဲတည်သွားလို့မရအောင်အချိန်လုံးဝဆာလောင်နေရအဲ့မှာ hungry ဆိုတဲ့စကားလုံးဟာအတော်ကြီးတာသွားတယ်ကျွန်တော်ကိုပြောလိုက်တာကတော့ तू ဟာတကြောင်နေပဲ you are not hungry anymore မင်းမဆာလောင်တော့အာအဲ့တော့တော်တော်လေးလဲကျွန်တော်ပညာရခဲ့တဲ့စကားလုံးပါနောက်တစ်ခုကအခက်ခဲဆိုတာလေးမျိုးကမှပါပါတယ်အဲ့တော့ဘလို့ overcome လောက်တယ်လေပေါ့နော်တစ်ကတော့ဒါလဲဆရာကီဝီစကားပဲကျွန်တော်ညှို့မရသေးသူပြောတဲ့စကားလုံးလေးလှပါတယ် no problem is a problem no problem is a problem ပြဿနာမရှိတာဟာတဲ့ပြဿနာရှိနေတာဝါဘာကြီးလဲ what is that ပေါ့ဘာကြီးလဲပြဿနာမရှိတာဟာပြဿနာရှိနေတာ ဘလို့ကြီးလေဒါကြီးကပြဿနာပြဿနာမရှိတာပြဿနာနားမလဲဘာပြဿနာမရှိဘူးဆရာဖေမင်းပြဿနာရှိလား no problem is a problem မင်းပြဿနာရှိနေအလုံးမလို့ဘူးတဲ့သဘောဟာအဲ့တော့ဟုတ်ဘူးတဲ့မင်းပြဿနာမရှိဘူးဆိုရင်မင်းအလုံးမလုံးနေတာမင်းပြဿနာမရှိတာအလုံးမလုံးနေတာအလုံးလုံးနေတဲ့လူတိုင်းမှာပြဿနာရှိရတယ်နေ့တိုင်းအလုံးလုံးနေတဲ့လူတွေမှာပြဿနာရှိတယ် ပြဿနာသေးတာရှိမယ်ပြဿနာကြီးတာရှိမယ်ပြဿနာအမျိုးအစား꽌တာရှိမယ်လုံငန်းအသစ်လုပ်ရင်ပြဿနာအသစ်ရှိတယ်ပြဿနာအသစ်ရှိရင်ဖြေရှင်းနည်းအသစ်ရှိတယ်အဲ့ဒီဖြေရှင်းနည်းအသစ်ကိုတွေးနေရတာကလည်းပြဿနာဖြေရှင်းနေတာ no problem is a problem ပြဿနာမရှိတာအခက်ခဲမရှိဘူးလူဟာအခက်ခဲမရှိဘူး it's okay နေတယ်တဲ့ very convenient ဖြစ်နေတယ် သူကဟာမင်းကြည်လန်ရဲ့ခါရပစ်ဖြစ်နေတယ်ဘာပြဿနာမှမရှိဘူးဟမ်ကျန်လာနော်အဲ့စကလုံးမင်းပါမင်းပြဿနာအလုံးလုံးနေတဲ့လူကပြဿနာရှိနေတယ်နေ့စဉ်နေ့တဲ့လူဝါသည်ပြဿနာတွေနဲ့ပဲတဲ့အဲ့တော့ပြဿနာမရှိဘူးလို့ပြောရင်ကျွန်တော်တို့ကအလုံးမလုံးတာပဲဟာကျွန်တော်ကျွန်တော်လင်းသွားတယ်အိုးဟုတ်တာပဲဆရာပြောတာ ဲ့တော့ကျွန်တော်အခက်ခဲကြုံတိုင်းကျွန်တော်စဉ်းစားတယ်ငါအခက်ခဲကြုံပြီဘာဖြစ်လို့လဲငါအလုံးလုံးနေလို့အခက်ခဲကြီးကြီးကြုံပြီငါအလုံးကြီးကြီးလုံးနေလို့ဟာအခက်ခဲအစ်စ်ကြုံပြီဖြည့်ရှင်းနေအစ်စ်စဉ်းစားပြီငါအလုံးအစ်စ်လုံးနေလို့အဲ့တော့အခက်ခဲလို့ overcan လောက်တိုင်းကျွန်တော်တွေးတဲ့အတွေ့ကျွန်တော်အမြဲတမ်းရွတ်တဲ့စာကြောင်းဟာ no problem is a problem ပြဿနာမရှိတဲ့နေ့ကကျွန်တော်အလုံးမလုပ်တဲ့နေ့လေနေ့တိုင်းဟာကျွန်တော်တို့ဟာအကြောင်းအရာမျိုးမျိုးနဲ့ဖြစ်ရှင်းနေရတာအဲ့တော့လူငယ်တွေပြောကြင်တာအခက်ခဲကြုံရမှာကြော်ရမှာဖြည့်ရှင်းရမှာရင်ဆိုင်ရမှာသို့တော့အခက်ခဲရှိနေတာဒီကျွန်တော်တို့အလုံးလုံးနေတာပဲ ကျွန်တော်တို့ဂုံယူစွာနဲ့အလုပ်လုပ်နေတာဂုံယူစွာနဲ့ဖြည့်ရှင်းနေတာကျွန်တော်တို့ရဲ့ဘဝခရီးကိုဒီအခက်ခဲတွေဖြည့်ရှင်းပြီးလိုချင်တဲ့နေရာကိုသွားနေတာအဲ့လိုဆိုတဲ့အတွက်အခက်ခဲဆိုတာရှိမှာပါဘယ်လောကထဲဝင်မှာပါအဲ့တော့အနှစ်ချုပ်ရရင်တစ်ကတော့ hungry ဖြစ်ကြပါစားလောင်ကြစမ်းပါ passion ပေါ့နော် passion ပြင်းစမ်းပါအခက်ခဲတွေရှိပါလိမ့်မယ်အခက်ခဲရှိတာဒီအလုပ်လုပ်လို့ပါ လုပ်ငန်းကြီးရင်ကြီးသလိုလုပ်ငန်းသေးရင်သေးသလိုပြဿနာကြီးရင်ကြီးမယ်သေးရင်သေးမယ်ပြဿနာကိုချင်းကပ်ပြီးတော့ဖြေရှင်းရတဲ့ညီကွဲရင်ကွဲမယ်သို့တော်ပြဿနာရှိတာဂုံယူရမှာအခက်အခဲရှိတာဂုံယူရမှာအဲ့လိုပြဿနာတွေနဲ့ကြုံလာမယ်ဆိုရင်လေဒီဖြေရှင်းတဲ့အခါမှာကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့အရာရာကိုအကောင်းအမြင်နဲ့စိတ်ဓာတ်စိတ်ရှိဖို့လေလိုမယ်လို့တေချာပါတော့ကို အဲ့တော့အဓိကတော့ပြဿနာတွေ့တယ်ဒါဆရာကျွန်တော်တို့ဆိုရင်ဒါကျွန်တော်တို့ချီးကျူးရတဲ့နေရာမှာပါပါတယ်အဲ့တော့ကျွန်တော်တို့ကပြဿနာနဲ့တွေ့တိုင်းကျွန်တော်တို့က optimistic ဖြစ်ဖို့လို့တော့အကောင်းမြင်တယ် okay ဒါအကောင်းမြင်အောင်တွေးတာပဲငါတို့ပြဿနာကြုံရမှာပဲငါတို့အခက်အခဲကြုံရမှာအဲ့တော့ကျွန်တော်တို့မှလည်းဟိုပြောရင်တော့ဟိုကျွန်တော်တို့ဝန်ထမ်းလောကဆိုပို့ဆိုအခုဖြစ်နေတဲ့အခြေအနေပေါ့ဟောကျွန်တော်တို့ကလေးတွေကျွန်တော်တို့ဝန်ထမ်းလောကရောက်လာတယ်ရောက်လာရင်ဒီနေ့ဟိုရုံးကနေပြီးတော့ တော်တို့လုပ်ငန်းတစ်ခုပေးလိုက်တယ်။အာခေါင်းတွေကြိုက်လာ။ဟာသတိရဘာတွေခိုင်းမှမသိဘူးကွာ။ဟာတော်ပြီကွာနောက်နေ့အလုပ်ထွက်လိုက်မယ်။ဟာဒီသတိရ pressure တွေပေးတယ်။တော်ပြီကွာအလုပ်ထွက်လိုက်မယ်။ဟာတော်ပြီကွာနောက်နေ့မလာတော့။ခံနိုင်ရှိဖို့လို့။ခံနိုင်ရှိဖို့။နောက်တစ်ခုကဘာလဲ။ပြဿနာကိုဒီ button ပေါ့။ပေးလိုက်တဲ့ button ကိုပြစ်ချလိုက်ရတာအရန်လွယ်တယ်။ဒုံးစုပြန်လို့ပြစ်ချလိုက်။ It's okay free ။နောက်ရကြရင်ဘာမှမရှိတော့ ြစ်ချတာလွယ်တယ်ဖြည့်ရှင်းရတာခက်တယ်အဲ့ဒီဖြည့်ရှင်းရတာကလည်းအဲ့ဒီဖြည့်ရှင်းတဲ့လူကို maturity ဖြစ်စေတယ်ရင့်ကျက်မှုတစ်ခုစီကိုသွားစေတယ် experience တစ်ခုစီကိုတိုးစေတယ် experience ဆိုတာကျွန်တော်တို့ကလုံးမ experience ရတယ်ဟုတ်တယ်မလားအဲ့တော့အခက်အခဲတွေဟာကျွန်တော်တို့ကို experience တွေပေးမှာပါခက်ခဲတွေဟာကျွန်တော်တို့ကိုရင့်ကျက်မှုကိုပေးမှာတချို့အခက်အခဲတွေဟာကျွန်တော်တို့ရဲ့ ဖြတ်သန်းတဲ့ life မှာ milestone တွေဖြစ်မှာကျွန်တော်တို့အခုဒီချိန်ကျွန်တော်တို့ဓာတ်ရီပြန်ပြောနိုင်တယ်အနောက်ကျောင်းကိုပြန်ပြောနိုင်တာဆိုတာအဲ့ဒီတုန်းကကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ milestone တွေကျွန်တော်တို့ဖြတ်သန်းခဲ့တာဒီချိန်မှာထိုင်ပြောနေပြီမယ်အဲ့ဒီချိန်မှာအကိုပြောသလိုပဲကြံ့ကြံ့ခံတယ်ဓာတ်ရီပြစ်ချလိုက်မယ်ကွာနောက်ရက်အလုံးမလာတော့ဘူးကွာ it's okay ဘုဆိုမဟုတ်ဘူးလုံးမယ်ကွာစော်ကွာ ဆိုတော့စိတ်မျိုးမွေးလို့မွေးဖို့လို့တယ်စိတ်မျိုးမွေးဖို့လို့အဲ့တော့မိကွန်းချုပ်လိုက်ရင်တော့ဆရာ hungry ဖြစ်ပါခက်ခဲနေရှိမှာပါဝင်လာပါဒီလောကထဲကိုစုံရက်ပါ hungry ဖြစ်ဖြစ်နဲ့ကျွန်တော်တို့လက်တွဲဖို့အစဉ်သင့်ပါပဲဟုတ်ကဲ့ပါပြီးလို့တယ်ပါဟုတ်ဒီအနာဂတ်မှာဒီ random service အလားအလာဘာတွေဖြစ်လာနိုင်စီစီလုံးလုံးနဲ့ညွ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 နဲ့ကျွန်တော်တို့ဒီအခြေအနေလေးကိုကြော်လွှားမယ် ်းပါမယ်အဲ့တော့ဂျိုတင်ပြင်ဆင်ထားမှာတော့သကလုံးတစ်လုံးပါ